сожалению. အရန်အားကောင်းလာတယ်ကျမထင်တာထက်ကိုပိုတော်နေတယ်အဲ့တော့ကျမအရန်အားရတယ်အရန်လည်းကျေးဇူးတင်တယ်သူတို့ရေးတဲ့စာရီကမြန်မာပြည်အတွက်လူငယ်တွေအတွက်အများကြီးအကျိုးဝင်မယ်အများကြီးအသုံးဝင်မယ်တော့အားကြောင့်လို့အဲသူတို့ရဲ့ contribution ကို enormous contribution ကျမအရန်ကျေးဇူးတင်ပါတယ်လို့ပြောတယ် ရတဲ့အဲဟာတွေကိုလည်းပဲနော်ပွဲကိုလည်းပဲလှုပ်လိုက်မယ်စာအုပ်လည်းထွက်လိုက်မယ်အဲ့ကြောင့်မလို့ကျမခုနကဥလာထောင်ပြောပါရယ်ကျမလာလို့ရှိရင်အဲဆက်ရက်အတွင်းအကုန်အပြီးဆိုတာအာကျမတကယ်ပါအဲဆုံးရနေနာမည်ကြီးနေဆက်ရက်အတွင်းအားလုံး ready အကုန်လုံးအပြီးစီးလို့အပြီးစီးလို့ပြီးတော့ကျမဟိုဟာတွေအဖွဲတွေကိုအကုန်လုံး ready ဖြစ်အောင်လုပ်ပြီးတော့အဲအခါကြလို့ရင်စာအုပ်တွေမှာအမားရောနည်းရှိရပါဘောနော်အမားပါလို့ရှင်လဲခွင့်လို့ပေးပါလို့ဘာလို့ဆိုအရန်ကိုအမြန်လှုပ်ရတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်လို့အမ် ဒီအဆေးရတော့လေမဖြစ်မနေနှစ်စင် လုတ်တဲ့အခိုက်ပေါ့နှစ်စင်လုတ်တဲ့ဟုတ်စားမတ်လမှာကျွန်မပထမနည်းနည်း expand လုပ်ထားတဲ့ညကိုနည်းဆွဲဆန်ထားတော့ဘယ်နည်းဘယ်နည်းလောက်သွားကြမလဲမသိဘူးရက်ကိုကျွန်မမှတ်မိရောဗျာတနည်းတခါကျွန်မလုံမယ်ဆိုပြီးတော့လုတ်တဲ့အခါမှာအခုဒီနှစ်ဒီနှစ်မတ်လမှာအဲဆက်ပြီးတော့ဆက်လုတ်ဖြစ်တယ်ပေါ့အားလို့ဆိုတော့ မတ်လမှာအမေဆုံးတဲ့လလည်းဖြစ်တော့အမေတစ်နှစ်ပြည့်တဲ့လဖြစ်တဲ့တော့ကြောင့်မလို့အဲ့အမေအတွက်တစ်နှစ်ပြည့်အလူနဲ့ဒီအခုပေါင်းလုတ်လိုက်တာပေါ့နော်ကျမလာလို့ရတယ်အရန်ဂျူလာဖို့အရန်ခက်ခဲတယ်လေတကယ်တော့ဒီအစေးပြိုင်ပွဲအတွက်ဆူရတဲ့အဲဟာတွေကိုလည်းပဲနော်ပွဲကိုလည်းပဲလုတ်လိုက်မယ်စာအုပ်လည်းထွက်လိုက်မယ် အဲကြောင့်မလို့ကျမခုနဥရာဖုံပြောပါရဲကျမလာလို့ရှင်အဲဆက်ရက်အတွင်းအကုန်အပြီးဆိုတာအာကျမတကယ်ပါအဲဆုံးရနေနာမည်ကြီးနေဆက်ရက်အတွင်းအားလုံး ready အကုန်လုံးအပြီးစီးလို့အပြီးစီးလို့ပြီးတော့ကျမဟိုဟာတွေအဖွဲတွေကိုအကုန်လုံး ready ဖြစ်အောင်လုပ်ပြီးတော့အဲအခါကြလို့ရှင်စာအုပ်ဒီမှာအမားတွေတော့နေရှိရပါတော့အမားပါလို့ရှင်လည်းခွင့်လို့ပေးပါလို့ဘာလို့ဆိုအရန်ကိုအမြန်လုံးရတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်လို့အဲအဲ့စာအုပ်ကဒါ first priority ပေါ့ဒီစာအုပ်ကိုလုတ်လိုက်တယ်စုပွဲပွဲတွေလုတ်လိုက်တယ်လူတွေကို နော်စုပေးတယ်အဲ့ဒါ first priority ပြီးတော့အခါမှာကျွန်မဒီ album ကလည်းအဲအချင်းတွေတဖြည်းများလာတဲ့အခါမှာကျွန်မဘုံကအမှတ်တိုင်လေးတစ်ခုဖြစ်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့အဲသူများတွေအခုမလုတ်တဲ့လုံးဝမလုတ်တော့တဲ့အချိန်မှာကျွန်မစပြီးတော့ဒီ album လေးငါထွက်လိုက်လို့ရှိရင်ငါအတွက်အမှတ်တိုင်တစ်ခုပေါ့နော်ငါမသေးခင်လေးပေါ့ခုနကပြောသလိုမသေးခင်လေးမှာတစ်ခုခုအမှတ်တိုင်လေးကြံခဲ့အောင်ကျွန်မ legacy လေးတစ်ခုကြံခဲ့အောင်ဆိုပြီးတော့ကျွန်မထုတ်ဖြစ်သွားတာပေါ့ ရန်အားကောင်းလာတယ်ကျမတင်တာထက်ကိုပူတော်နေတယ်အဲ့တော့ကျမအရန်အားရတယ်အရန်လည်းကျေစုတင်တယ်သူတို့ရေးတဲ့စာရီကမြမပြည်အတွက်လူငယ်တွေအတွက်အများကြီးအကျိုးဝင်ပဲအများကြီးအသုံးဝင်ပဲနော်အားကြောင့်လို့အဲသူတို့ရဲ့ contribution ကို enormous contribution ကျမအရန်ကျေစုတင်ပါတယ်လို့အဲကျမခုနကလေဟိုဗာလဲဟို online တယောက်နဲ့စကားပြောဖြစ်တယ် तू ကအဲ့လို listening listening heaven လာပါလားမသိအဲ तू तू ကိုလည်းပေးမယ်လို့စိတ်ကူးတယ်အဲ့ဆိုလို့ရှင် तू ဖတ်ပေးတယ်ဆိုလို့ရှင် online ကနေပြီးတယ်လူငယ်တွေကအာတဆင့် ကျွန်မပတ်စံအရေးမကြီးဘူးဒီ message ကအားလုံးကိုရောက်သွားဖို့ဆိုရင်ကျွန်မကျင်းနေတယ်အအလကားပေးမယ်ဆိုလဲပေးမယ်သူတို့ကသူတို့ဘလို့ offer လုပ်မလဲဆိုလဲကျွန်မနားထောင်မယ်လေ offer မလုပ်လဲကိစ္စမရှိဘူးပတ်စံပေးလို့မပေးသည်ဖြစ်စေမပေးသည်ဖြစ်စေအများကိုပြတ်မယ်ဆိုလို့ရှိရင်ကျွန်မပေးလိုက်မယ်ကျမအနေနဲ့တော့မဖတ်ပြတော့သူများဖတ်ပြပါစေเนาะကျမကတော့ကျမအပိုင်းအပြီးပါ යි ။အာကျမအရန်ပြောတယ်လို့เนาะကျမအရန်ချိန်နေတယ် အဲမတင်မှတ်ပဲနဲ့ဘဝမှာအစိုးရပြန်ဖြစ်သွားတယ်ဒီဥစ္စာရငယ်အိမ်မက်ကြီးလေငယ်အိမ်မက်ကြီးကိုအခုမှထားပြီးတော့အကောင့်ထဲပေါ်ဖြစ်တဲ့အပိုင်းကိုကျွန်မအရင်ကြည့်နေပါတယ်လို့နော်မိတ်ဆွေတယောက်ကဒီအစေးရေးတဲ့ဆရာမတယောက်ကနေပြီးတော့ပဲသူတို့အိဟိုရွာတွေကနေပြီးတော့ပြောရမယ်ဆိုရှမ်းပြည်ပေါ့အဲအဲ့မှာဖြစ်တော့အကျွန်မကိုစာလေးပို့ပြီးတော့သူတို့ထွက်ပြေးရတယ်ဆိုတဲ့အကြောင်းလေးကိုဆက်ပဲစိတ်ရမ်းမကောင်းဖြစ်အဲ့ရနေစာရေးဖြစ်